အားလုံးပဲမင်္ဂလာပါတကြည်ခမ်းကျားပုရိသမျိုးသားတွေကျမ်းမာရေးဒီကောင်ဆယ်များစီစဉ်မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်ပြောမယ့်အကြောင်းအရာကတော့ LGBT များအတွက်ဟော်မုန်းကုထုံကြောင်းပဲဖြစ်ပါတယ် Elliot Davey က lesbian, gay, bi, bisexual, t, transgender, LGBT ဆိုတာကတော့ဒါ community တစ်ခုလုံးအတွက်ကိုရည်ညွှန်းချက်ကလုံးဖြစ်ပါတယ်။အရင်ခေတ်တုန်းကတော့အရင်ခွဲခြားဆက်ဆံမှုတွေရှိခဲ့ပြီဆိုပေမဲ့လည်းပေါ့နော်အခုနောက်ပိုင်းမှာတော့အများစုကတော့နားလည်လက်ခံလာကြပါပြီ။ ဘာကြောင့်ဒီလိုစိမ့်ဆက်ကိုစိတ်ဝင်စားရတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှသိပ္ပံဆိုင်ရာသုတေသနတွေပြုလုပ်နေတယ်ဆိုပေမဲ့လည်းနေပါတာဖြစ်တဲ့အတွက်ကြောင့်အကြောင်းရင်းကိုတော့တည်တည်ကြာကြာမသိကြသေးပါဘူးဗျ။ transgender man lesbian ဆိုတာကကြတော့အမျိုးသမီးအင်ကာနဲ့မွေးဖွားလာပေမဲ့လည်းသူ့ကိုယ်သူအမျိုးသားတစ်ယောက်အနေနဲ့ပဲမှတ်ယူနေထိုင်တဲ့သူတွေဖြစ်တဲ့ transgender woman ကိစ္စရာကြတော့အမျိုးသားတွင်ပြင်အင်ကာနဲ့ဝေးဖွားလာပြီမဲ့လေသူကိုယ်သူအမျိုးသမီးအနေနဲ့ပဲမှတ်ယူနေထိုင်တဲ့လူတွေဖြစ်ပါတယ်။ စိတ်ကအမျိုးသားစိတ်ဖြစ်နေတော့အမျိုးသမီးပုံစံနဲ့မနေထိုင်ခြင်းတဲ့အခါမှာပြီးတော့စိတ်ကအမျိုးသမီးဖြစ်နေတော့အမျိုးသားပုံစံနဲ့မနေထိုင်ခြင်းတဲ့အခါမှာဆိုလို့ရှိရင်တော့ဒါ cross sex hormone therapy လို့ခေါ်တဲ့ဒီ hormone အသွင်ပြောင်းကုထုံကိုခံယူခံယူခြင်းလာကြတာပေါ့အဲ့တော့ကျွန်တော်ဒီ hormone ကုထုံနဲ့ပတ်သက်ပြီးတော့မှရှင်းပြပေးသွားမှာဖြစ်ပါတယ် transgender man တွေအတွက်ဆိုလို့ရှိရင်တော့ testosterone လို့ခေါ်တဲ့ hormone ဆေးကိုအဓိကသုံးကြပြီးတော့မှ transgender woman တွေအတွက်ဆိုလို့ရှိရင်တော့ဒါ estrogen လို့ခေါ်တဲ့မ hormone နဲ့ anti androgen လို့ခေါ်တဲ့ဆေးတွေကိုဒါသုံးဆွဲဖို့လိုအပ်ပါလိမ့်မယ်။ ဒီဟော်မုန်းဆေးတွေကဘေးတွက်ဆိုးကျိုးရှိတာဖြစ်တဲ့အတွက်ကြောင့်ဆရာဝန်နဲ့တည်တည်ချာချာတိုင်ပင်ပြီးတော့မှဆနစ်တကျအသုံးဆွဲတင်ပါတယ်ဒီဟော်မုန်းကုထုံမစရခင်အချိန်မှာကျွန်တော်ဒီသွေးစစ်ချက်လေးတော့လုပ်ဖို့လိုအပ်တယ်ဗျ။ဒါဆိုသွေးပြည့်ကျဲကိုတိုင်းတဲ့ hematocrit value ၊ပြင်သွေးရင်းအဆီဓာတ်ကိုတိုင်းတဲ့ lipid profile နဲ့ဒီအရိုးသိပ်သည်စာကိုတိုင်းတဲ့ bone mineral density စတဲ့ဒီစစ်ဆက်စစ်ချက်လေးတော့အရင်ဆုံးစတင်လုပ်ထားတင်ပါတယ်။ testosterone ဆေးကိုပုံစံမျိုးမျိုးနဲ့ဈေးကွက်ထဲမှာရနိုင်ပါတယ်။တောက်ဆေး၊လိန်ဆေး၊ထိုးဆေး၊ကက်ခွာနဲ့အရေပြားအောက်ထည့်တဲ့အဆေးဆန်တွေနဲ့ရရှိနိုင်ပါတယ်။ တက်စထရိုဂျုံဆေးတွေကိုစသုံးပြီးတော့၃လအကြာကြာတော့မှသူ့ရဲ့အာနိသင်တွေစပြလာတယ်ဗျ။အာနိသင်တွေကဘယ်လာဖြစ်နိုင်လဲဆိုလို့ရှိရင်တော့သူကရာသီရက်သွားတာမျိုးပြီးရင်အရေပြားကျန်းလာမဲ့ခန္ဓာကိုယ်နဲ့ဒီမျက်နှာမှာအမွှေးမြင်တွေထူထဲလာတာမျိုးရှိမယ်။ပြီးရင်ချွတ်သားထုတက်လာတာမျိုးရှိမယ်။နောက်ကဝက်ချန်တွေပေါက်လာတာမျိုးလည်းရှိနိုင်တယ်။ပြန်မိုင်းငါးဆယ်ကြီးတာမျိုးပြီးအတန်ပြောင်းလာတာပေါ့နော်အော်ကြီးယောက်ျားတန်ပြောင်းလာတာမျိုးပြီးအမျိုးသားတွေလိုပဲဒီနှစ်ဖူးထိပ်ကတောင်းနေရာမှာဆန်သားလိုက်ရအနောက်ကိုတဖြည်းဖြည်းနဲ့ဆုပ်လာပြီးတော့မှထိပ်ပြုံလာတာမျိုးတွေဒီကိုဖြစ်နိုင်ပါတယ် transgender woman တွေအတွက်ဆိုလို့ရှိရင်တော့ဒါ estrogen ဆေးတွေတုံးလို့ရတယ်။အဲတော့ estrogen ဆေးကိုမှကျွန်တော်ပုံစံမျိုးမျိုးနဲ့ထုတ်ထားတာရှိတယ်ဗျ။တောက်ဆေး၊ထိုးဆေး၊ကက်ခွာအနေနဲ့ထုတ်ထားတာရှိပါတယ်။သူ့ကိုကြတော့ကျွန်တော်ဒီစသုံးပြီးလို့တနှစ်ခွဲရနေပြီတော့ပါနှစ်နှစ်လောက်ကြာတော့မှသူ့အာနိသင်ကပြရတယ်ဒါပေမဲ့လည်းတောင်းနဲ့တရားအာနိသင်ပြရတဲ့ကြာချိန်ကတော့မတူနိုင်ဘူးဗျ ဆိုတော့အာနိသင်နေအနေနဲ့ဆိုလို့ရှိရင်တော့ဘာတွေဖြစ်နိုင်မလဲဆိုလို့ရှိရင်သူကဟိုရင်သားရင်သားဖွင့်ထွားတာတွေဖြစ်လာနိုင်တယ်ပြီးတော့လို့ရှိရင်ခန္ဓာကိုယ်နဲ့မျက်နှာမှာအပွင့်မြင်တွေရော့ပါလာတာမျိုးရှိမယ်ပြီးရင်အန်ဒရိုဂျင်အန်ဒရိုဂျင်ကြောင့်ဖြစ်တဲ့ပေါ့နော်ဒီဆန်သားလိုက်အနောက်ကိုဆုတ်သွားတာမျိုးလည်းဒါတက်တာလာမယ်ပေါ့နောက်တစ်ခုကဝေးစိအရွယ်သေးလာမယ်ပြီးတော့လို့ရှိရင်ပန်းတိပန်းညို့ဖြစ်လာမယ်ပေါ့ဒါတော့ဤဆိုခြင်းသုံးတဲ့အခါကျတော့ဖြစ်လာတဲ့လက္ခဏာတွေပေါ့ နောက်တစ်ခုက anti androgen လို့ခေါ်တဲ့ spironolactone လက်တုံးဆေးပါတွဲပြီးတော့မှသုံးနေဆိုလို့ရှင်တော့ပို့ပြီးတော့ထိရောက်စေပါလိမ့်မယ်။ estrogen ဆေးကိုသုံးခြင်းအပြင် androgen ထွက်တာကိုလည်းယောနေစေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနှစ်ဖူးထိပ် standard line နောက်ကိုဆုတ်သွားတာမျိုးလည်းတဖြည်းဖြည်းနဲ့တက်တာလာပါလိမ့်မယ်။ပြောချင်တာကသပင်းသိပ်ပြီးတော့မကျွတ်တော့ဘူးထိမှပြောင်းတော့ဘူးပေါ့။နောက်တစ်ခုကကြတော့ဒီ anti androgen ဆေးဖြစ်တဲ့ spironolactone ဆေးကိုပါတွဲပြီးသုံးမယ်ဆိုလို့ရှင်တော့ဒီလက္ခဏာတွေပို့ပြီးတော့မှပြောင်းလဲမှုကပို့ပြီးတော့မြန်ဆန်လာမှာပေါ့ ဒီဟော်မုန်းဆေးတွေကကျွန်တော်ဒီသွေးအပြစ်ကျဲ hematocrit value သွေးရင်းအဆီဓာတ် lipid profile နဲ့အရိုးသိပ်သည်စဘုံမြင့်ရယ် density စတာတွေတို့ပြောင်းလဲနိုင်စေတာဖြစ်တဲ့အတွက်ကြောင့်ဆေးသုံးထွဲကာစားတစ်နှစ်အတွင်းမှာဆိုလို့ရှိရင်တော့၃လတစ်ကြိမ်ပြန်လည်ဆစ်ဆေးဖို့လိုအပ်တယ်။နောက်ပိုင်းကျလို့ရှိရင်တော့၆လတစ်ခါတစ်နှစ်တစ်ခါပေါ့နော်လိုအပ်တယ်လို့ပြန်လည်ဆစ်ဆေးပြီးတော့မှဆေးကိုတိုးလျှော့လုပ်ဖို့လိုအပ်ပါလိမ့်မယ်။ဒီတော့ဒီဟော်မုန်းဆွေးတွေကိုဘလောက်ပြင်းအားကိုဘလောက်ကြာကြာသုံးဆွဲရမယ်ဆိုတာကတော့ဒါကျွမ်းကျင်တဲ့ဆရာဝန်နဲ့တေချာတမ်းပြင်ပြီးတော့မှဟော်မုန်းကုထုံရယူခြင်းအပြင် ျော်ရှင်ဘွယ်ရာ transgender ဘွားကိုပိုင်ဆိုင်နိုင်ကြပါစေလို့လည်းကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အကြောင်းအရာတော့တလောက်ပဲဖြစ်ပါတယ်။နောက်လာမယ့်ပတ်တွေမှာလည်းပဲဘလို့အကြောင်းအရာတွေကိုဆက်ပြီးတော့မှပြပြသွားမယ်ဆိုတာတော့စောင့်မျှော်ကြည့်ရှုကြပါအောင်ခင်ဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်။